ကျန်းသန်းစွာမျက်နှာကိုရေပတ်မှုကြောင့်ကိုဝင်ကြီးနဲ့အသက်ဆုံးရှုံးလိုက်ရတဲ့မော်ဂျိုမျိုးကတနာစရာအမျိုးသမီးပြိတ္တများလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုချိန်ခါကမြမရိုးရအတာတကြံပွဲကျင်းပနေခြင်းဖြစ်ပါတယ်။အစောပိုင်းမှာတော့ငလင်ကြောင့်တကြံပွဲတော်ကိုမကျင်းပဘူးလို့ပြောခဲ့ပေမဲ့အခုခါမှာတော့အမျိုးမျိုးအနေနဲ့မှကိုနီကိုဟန်နဲ့တကြံပွဲတော်တွေကိုကျင်းပနေကြပါတယ်။အခုတခါမှာတော့ကျန်းတန်းယုံရင်ဆန်ခတ်စွာနဲ့မျက်နှာကိုရေပတ်ကစားမှုတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတာကတော့မော်လမြိုင် ကျွန်းမျိုးနယ်ကကိုဝင်ဆောင်တဲ့အမျိုးသမီးပါ အဆိုပါမျိုးသမီးနဲ့ခင်ပွန်းတဲ့တို့ကမော်လမြိုင်ကျုံမျိုးနယ်မှာကျင်းစာဦးဇနီးမောင်နယ်ဖြစ်ပြီးကျဲဦးရောင်းဝယ်ရေးနဲ့အသက်မွေးဝမ်းကြောင်းပြုနေရဖြစ်ပါတယ်။သူတို့ဇနီးမောင်နယ်ကကိုဝင်နှလားရှိနေပြီလို့လည်းသိရပါတယ်။ဒီလိုနဲ့တကြံရက်ထဲမှာတော့အမျိုးသမီးဟာကိစ္စတကူနဲ့ဆန်ကဲမောင်းပြီးတော့အပြင်ကိုထွက်သွားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြန်လာချင်းကြော်လွန်ခဲ့ရတောင်းအဆိုပါမျိုးသမီးဟာအိမ်ကိုပြန်ရောက်မလာခဲ့ပါဘူး။ဒါကြောင့်လည်းခင်ပွန်းဖြစ်သူကစိတ်ပူလို့ဖုန်းလမ်းဆက်ချိန်မှာဇနီးတဲ့ရဲ့အတန်ကိုမကြားရပဲတစ်ဖက်ကအမျိုးသားတစ်ယောက်ကဒီဖုန်းပိုင်ရှင်အမျိုးသမီးဟာဆိုရင် စံကဲအစည်းအဝေးဖြစ်လို့ဆေးရုံကိုပို့ထားရတယ်ဆိုတဲ့အတန်ကိုကြားခဲ့ရတာဖြစ်ပါတယ်။ဆေးရုံကိုရောက်သွားချိန်မှာတော့ဇနီးတွေကတာမန်လူနာဆောင်ကလေးမှမရှိတော့ဘူးလို့ပြောကြပြီးတော့လူသေးလောင်းတွေကိုထားတဲ့ရင်ခွဲရုံကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောကြတာဖြစ်ပါတယ်။ဒါကြောင့်ကျန်ရစ်သူမိသားစုခမအယူတစ်ပိုင်းခံစားခဲ့ရတာပါ။စုံပါခွင့်လွန်သွားတဲ့အမျိုးသမီးဟာစံကဲအစည်းအဝေးဖြစ်စဉ်ကလေးကဆေးရုံရောက်ချိန်မှာအသက်ပါမလာတော့ဘူးလို့သိရတာဖြစ်ပါတယ်။ မလမြိုင်ကျွန်းကအမျိုးသမီးဆုံးပါသွားရတဲ့အဓိကအကြောင်းရင်းကတော့ဆန်ကယ်မောင်းလာစဉ်မှာကြမ်းတမ်းစွာနဲ့မျက်နှာကိုခွတ်ဆောင်းခုတ်ပြီးတော့ရေပက်ကစားမှုတွေကြောင့်ဆန်ကယ်သိမ်းမှောက်ပြီးတော့တစ်ဖက်ကကားနဲ့တိုက်ခိုက်မိကအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။မြမရွရတကြံပွဲတော်ကိုဆင်နွှဲကြတဲ့နေရာတွေမှာအရင်ကဆိုရင်တော့တပြေခန့်နဲ့ရေခွက်ကိုတအူးနဲ့တအူးညင်းသားတိမ်မွေ့ရင်ကျွေးစွာနဲ့ပတ်ကြပါတယ်။ဒါပေမဲ့အခုခေတ်ကာလမှာတော့တအူးနဲ့တအူးရေပက်ကစားတဲ့အခါမှာရေပူပေါင်းနဲ့ပြစ်တာခွတ်ဆောင်းခုတ်တာတွေလမ်းတော်လမ်းလာတွေကို ော့မျက်နှာတက်တဲ့အားကုန်လွဲပြီးတော့ရေပတ်တာတွေရှိလာပါတယ်။အထူးသဖြင့်တော့ဆိုင်ကယ်စီးနေတဲ့သူတွေ၊စပိန်စီးရတဲ့သူတွေ၊လမ်းသွာလမ်းလာတွေကိုပတ်တဲ့အခါဆိုင်ကယ်စပိန်မောင်းနေရင်ဟန်ချက်ပြတ်ပြီးတော့အသက်အန္တရာယ်ဆုံးရှုံးသွားရတဲ့အထိဖြစ်နိုင်ပါတယ်။ဒီလိုကြမ်းတမ်းစွာနဲ့ရေပတ်ကစားမှုတွေကြောင့်အသက်ဆုံးရှုံးသွားရတဲ့ဖြစ်စဉ်ကရခင်ကလည်းဖြစ်ခဲ့မှုသလိုအခု2025ခုနှစ်မဟာတကြံပွဲတော်မှာလည်းမော်လမြိုင်ကျွန်းကအမျိုးသမီးတအူအသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့်လည်းခင်မုန်းတဲ့ကတော့တော်တော်လေးပူလောင်ဝမ်းနေနေရတာဖြစ်ပါတယ်။အထူးသဖြင့်ကိုဝင်နှစ်လပါသွားခဲ့ရကြောင်းတာယာတဲ့မိသားစုဘဝလေးတည်ဆောက်မယ်ဆိုတဲ့အိမ်မလေးကတော့ပြက်စီးဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်နောင်ဘဝတွေမှာမိမနဲ့ဆုံပေးရစီဒီဘဝမှာလည်းကိုယ်စီပြန်လာပေးပါအောင်တော့လို့ခင်မုန်းဖြစ်သူကစိတ်မကောင်းပွေဆိုထားခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့မျက်နှာကိုရေပက်ခံရပြီးဆိုင်ကယ်အစီးတန်းနဲ့ဆုံးပါသွားခဲ့ရတဲ့အမျိုးသမီးကိုနှစ်မကုန်ခင်မှာတချို့ဖို့လည်းစီစဉ်နေရပြီဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေ ကရောမျက်နှာကိုရေပက်ကစားမှုကြောင့်အသက်ဆုံးရှုံးသွားရတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်